ားလုံးပဲမိလာပါရှင်ကျွန်မနာမည်ဂျက်စီကာမိုးဆက်ဖြစ်ပါတယ်အခုကတော့ကျွန်မခလေးလေးတွေကိုကိုကိုအကောင်းမြင်တတ်ဖို့ဆိုတဲ့အကြောင်းလေးနဲ့ပတ်သက်ပြီးရောပြောပြမှာဖြစ်ပါတယ်ရှင် လေးလေးတွေကိုကိုကိုအကောင်းမြင်တတ်ဖို့ဆိုတာအဓိကကတော့နံပါတ်1ကကိုကိုကိုချစ်တတ်ဖို့ကိုကိုကိုတန်ဖိုးထားတတ်ဖို့အောင်နေစတာပေါ့နော်ဆိုတော့ကလေးလေးတွေကိုကိုကိုချစ်တတ်ဖို့ကိုကိုကိုတန်ဖိုးထားတတ်ဖို့ဆိုတာကျမတို့မိဘတွေကနေစပြီးတော့သူ့ကိုချစ်ချောင်းပြောဖို့သူ့ကိုတန်ဖိုးထားပြဖို့နံပါတ်1အရေးကြီးရယ်ပေါ့နော်ကလေးကသူတန်ဖိုးရှိတယ်ဆိုတာသူ့ကိုသူသိဖို့သူကအချစ်ခံရတယ်ဆိုတာကိုကိုကိုသိဖို့အရေးကြီးပါတယ်အဲ့ဒါမှသာသူ့ကိုသူလည်းသူချစ်တတ်မယ်သူ့ကိုသူလည်းအကောင်းမြင်တတ်မယ်ပေါ့နော်မိဘရဲ့ချစ်ချင်းမေတ္တာမိဘရဲ့အားပေးခြင်းတွေပေါ့နော်မရထားတဲ့ကလေးလေးတွေကကိုကချစ်ချင်းမေတ္တာနဲ့ ထိုက်တန်မလားဆိုတာလည်းမသိသလိုကိုကိုကိုလည်းအကောင်းမြင်တတ်တဲ့စိတ်ကလေးတွေလည်းနှဲပါတယ်ဆိုတော့ကျမတို့ကအရင်ဆုံးလောက်အောင်မှာကကျမတို့ကလေးလေးတွေအကောင်းမြင်စိတ်ရှိစေခြင်းရင်ကျမတို့ကသူ့ကိုအရင်ဆုံးချစ်ပေးရမယ်သူ့ကိုချစ်ချောင်းပြောရမယ်သူ့ကိုကျမတို့ကတန်ဖိုးထားကြောင်းသူ့ဟာတန်ဖိုးရှိကြောင်းအရင်ဆုံးသိစေဖို့လိုတယ်ပေါ့နော်ဆိုတော့ကျမတို့အရင်ဆုံးကိုယ့်ဘက်ကမိဘတွေအနေနဲ့လှုပ်လို့ရတာအကုန်လုံးလုပ်မယ်ပြီးတဲ့အခါမှဒါကကျမတို့ကကလေးလေးကိုကျမတို့ကိုယ်တိုင်ပေါ့နော်နမူနာပြမယ်ကျမတို့ဘယ်လိုမျိုးနေထိုင်တယ်လဲကျမတို့ကတန်နမူနာအဖြစ်ပေါ့နော်ကလေး လေးတွေကကိုပြောတဲ့အတိုင်းလဲလှုပ်ချင်မှလှုပ်တာခလေးတွေအရာအလုံးကိုကြည်နေတာပေါ့နော်ကိုကခလေးတွေကို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 အကောင်းမြင်စေခြင်းရင်ကိုကိုကိုချစ်တက်စေခြင်းရင်ကျမတို့ကိုယ်တိုင်ကလည်းကိုကိုကိုကောင်းမြင်ဖို့ကိုကိုကိုချစ်တက်ဖို့ပေါ့နော်ခလေးတွေကိုစံနမူနာနေထိုင်ပြရမယ်ပြီးတော့ကျမတို့ခောက်ညော် blessing ပေါ့နော်ကိုရဲ့ဘဝထဲမှာရှိတဲ့ကောင်းတဲ့အချက်တွေအကုန်လုံးကိုရည်တွက်တက်ဖို့မြင်တက်ဖို့ပေါ့နော်ကိုကိုတိုင်လဲအရာလေးတွေကိုလှုပ်ဖို့လိုတယ်လို့ခလေးတွေကိုလည်းကျမတို့ကဒါလေးတွေကိုလှုပ်တဲ့အချင်းရှိရမယ်ပေါ့နော်ကျမခလေးလေးဆိုရင်လည်းဒါကကျမကိုတိုင်လဲခလေးရှိရောသိတယ်ကို့မှာရှိတဲ့ အယုတ်ကလေးထက်ကိုသူများမှာရှိတဲ့အယုတ်ကိုလိုချင်တာမျိုးပေါ့နော်။ဘာကိုကျမတို့ကသိရလဲဆိုရင်ကို့မှာရှိတဲ့အရာထက်ကိုသူကသူများမှာရှိတဲ့အရာကိုကောင်းတယ်လို့ထင်တာမျိုးပေါ့။ဆိုတော့ကျမတို့ကဘာလို့လို့ရလဲဆိုသူ့ရဲ့အယုတ်ကလေးကလည်းဘလို့ကောင်းတယ်ဆိုတဲ့အကြောင်းကိုကျမတို့ကပြောပြတာပေါ့နော်။အရာအလုံးမှာသူများမှာရှိတဲ့ဟာမှကောင်းတာမဟုတ်ဘူး။သူများမှာရှိတဲ့ဟာကိုမှန်တယ်လိုချင်တဲ့စိတ်ကလေးတွေဖြစ်တယ်ဒါပေမဲ့အမြဲတမ်းပေါ့နော်ကို့မှာရှိတဲ့ဟာကမကောင်းတာဖြစ်ပြီးတော့သူများမှာရှိတဲ့ဟာကောင်းတာမဟုတ်ဘူးဆိုတာလေးတွေကိုလည်းကျမတို့ကကလေးလေးတွေကိုဒီနားလည်အောင် င်ပေါ့နော်ပြောပြပြီးတော့ကို့မှာရှိတဲ့ဟာကို appreciate ဖြစ်တတ်ဖို့တချို့ under privilege ကလေးလေးတွေမှာဆိုလို့ရှိရင်ဘလောက်ခက်ခဲတယ်ဆိုတဲ့အကြောင်းလေးတွေကိုကျမတို့ပြောပြရတာပေါ့နော်ဆိုတော့ तू ကသူ့ဘဝမှာရှိတဲ့အရာတွေကို तू ကတန်ဖိုးထားတတ်တယ်မိဘကပြောထားတဲ့အတွက်ပေါ့နော် तू ကသူ့ကို तू အချစ်ခံရတယ်ဆိုတာသိတယ် तू ကတန်ဖိုးထားခံရတယ်ဆိုတာသိတယ်ပေါ့နော်အဲ့ဒီအတွက်သူ့ကို तू လည်း तू ကတန်ဖိုးထားတတ်တယ်သူ့ကို तू လည်းချစ်တတ်တယ်ပေါ့နော်နောက်တစ်ခုကပေါ့နော်ကျမတို့ကလေးလေးတွေကိုကိုကိုယုံကြည်မှုရှိဖို့ကိုကိုကိုချစ်တတ်ဖို့ဆိုလို့ရှိရင် तू problem solving skill လေးနည်းနည်းလိုရယ်ပေါ့နော်ကလေးကသူ့အရွယ်နဲ့သူ့ပေါ့ ပြဿနာလေးတွေကိုဖြေရှင်းတတ်တဲ့အခါမှာကိုကိုကိုယုံကြည်မှုရှိလာတယ်။ယုံကြည်မှုရှိလာတဲ့အမြပို့ပြီးတော့တန်ဖိုးထားချစ်ခင်တတ်လာရပေါ့နော်။ကလေးကငငယ်လေးမှပေါ့။နားနှုတ်မောက်သွားတယ်ဆိုလို့ရှိရင်အဲ့မောက်သွားတာလေးတွေကိုပြန်သိမ့်တတ်ဖို့ပြန်သိမ့်တတ်တဲ့အခါမှာသူအော်သူသိမ့်တတ်တယ်ပေါ့နော်။သူပြဿနာကိုသူဖြေရှင်းတတ်တယ်။ဆိုပြီးတော့ယုံကြည်မှုရှိလာပြီးတော့သူကိုယ်သူလည်းပို့ပြီးတော့တန်ဖိုးထားချစ်ခင်တတ်လာရပေါ့နော်။နောက်တစ်ခုကကလေးလေးမှရှိတတ်တဲ့ပြဿနာပေါ့နော်။သူမလုတ်တတ်ဘူးဆိုတဲ့ပြဿနာမျိုးပေါ့။မလုတ်တတ်ဘူးလို့ခံစားရတဲ့အခါမှာယုံကြည်မှုလေးလျှော့တာပေါ့နော်။ယုံကြည်မှုလျော့တဲ့အခါမှာသူကိုယ်သူတန်ဖိုးထားမှုလေးလည်းလျှော့ ်သွားတယ်ဆိုတော့ဘာလို့ရမလဲဆိုလို့ရှိရင် တားကသမီးလေးကငယ်သေးလို့မလုတ်တက်သေးတာမကြခင်လုတ်တက်သွားလိမ့်မယ်ဒါလေးကိုမကြခဏလေ့ကျင့်လိုက်ရင်လုတ်တက်သွားလိမ့်မယ်ဆိုတာလေးတွေကိုကျမတို့ကသူ့ကို confirm လုပ်ပေးရမှာပေါ့နော်မိဘကပြောတဲ့ခါမှာသူတို့ကယုံကြည်ပါတယ်ဆိုတော့ကျမတို့ကသူမကြခင်လုတ်တက်သွားလိမ့်မယ်ဆိုတဲ့အချက်ကလေးကိုခလေးကိုပြောပြရမှာပေါ့နော်နောက်တစ်ခုကကိုကိုကိုအကောင်းမြင်တတ်ဖို့ခလေးလေးတွေမှာအများသောအပြင်ပြဿနာကပါလဲဆိုသူ့ကိုသူများကဘလို့မြင်မလဲဆိုတာလေးတွေကိုအရင်သွေးရင်တက်တယ်ပေါ့နော်အထူးသဖြင့်ဒီအောင်းနေရွယ်ခလေးလေးတွေမှာဆိုလို့ရှိရင်သွေးရင်တက်တယ်ငငယ်လေးတွေကတော့တိတ်မ မသိကြသေးဘူးပေါ့နော်ကျမတို့ကဘာပြောရမလဲဆိုလို့ရှင်ကိုကိုကိုကောင်းမြင်တတ်တဲ့စိတ်ကလေးထားဖို့ပေါ့နော်တကယ်လို့ तू ဟာသူ့ကိုယ်သူတန်တရားရှိလာတဲ့အခါမှာဆိုလို့ရှင်လည်းမိဘစီကိုအချိန်မြွေးလာပြီးတော့ confirm လုပ်ဖို့ပေါ့နော်ဒါလေးတွေကိုကျမတို့ကကလေးကိုအကျင့်လုပ်ပေးထားရပါမယ်ဒါမှသာကျမတို့ကလေးလေးကသူ့ကိုယ်သူချစ်တတ်ဖို့တန်ဖိုးထားတတ်ဖို့ပေါ့နော်ကိုကိုကိုချစ်တတ်တန်ဖိုးထားတတ်မှသာဒီလောကကြီးမှာသူ့ကိုယ်သူများကမမမကန်လာပြီးတော့ပေါ့နော်ဟိုဆက်ဆံတဲ့အခါအသက်ကြီးသွားတဲ့အခါမှာလည်းသူ့ကို relationship တွေကြုံလာတဲ့အခါမှာဒီ ံပိုးမထားတဲ့သူတွေနဲ့ကြုံတွေ့ရတဲ့အခါမှာဒီလူဟာသူ့အတွက်မကောင်းဘူးဆိုတာကိုသူကသိမှာပေါ့နော်ဆိုတော့ကျမတို့ကငငယ်လေးကလေးကခလေးလေးကိုသူ့ကိုယ်သူချစ်တတ်ဖို့သူ့ကိုယ်သူတံပိုးထားတတ်ဖို့ကျမတို့လေ့ကျင့်ပေးထားဖို့အရန်ရေးကြီးပါတယ်။ ကလေးလေးတွေဒီ positive mindset ရှိတဲ့အခါမှာအသက်ကြီးလာတဲ့အခါမှာသူ့ကိုယ်သူတန်ဖိုးထားတတ်တဲ့ပျော်ရွှင်အောင်မြင်တဲ့လူသားလေးအဖြစ်ကြီးပြင်းလာတာဖြစ်တဲ့အတွက်ပြပမေမေတို့လည်းဒီအချိန်မှာကလေးလေးတွေသူ့ကိုယ်သူချစ်တတ်အောင်သူ့ကိုယ်သူယုံကြည်မှုရှိအောင်သူ့ကိုယ်သူတန်ဖိုးထားတတ်အောင်ပြပမေမေတို့စီကနေချစ်ချင်းမေတ္တာနဲ့ဒီဖေးမပေးခြင်းနဲ့အများကြီးလိုတာမို့လို့ကျမတို့တွေအားလုံးပဲအားစိုက်ပြီးတော့ပြုထောင်လိုက်ကြပါစို့နော်